အားလုံးပဲမင်္ဂလာပါခုနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆင်မကတော့ဆောလာနွေနေ့ဖြစ်ပါတယ်ဆင်မနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်တောက်ကြသားသမီးတွေရဲ့ lucky အဆောင်ရတရားလေးကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာတောက်ကြသားသမီးရဲ့လောက်ကန်ကိစ္စတွေစီးပွားရေးကဏ္ဍဦးနှောင်းငွေရေးချေရေးကျန်းမာရေးအခြေပညာရေးအဆအဆအရာအစီအပြေဖြစ်ဖို့အတွက်ထုကန်ကောင်းအစီအမဲ့လက်ကိအဆောင်တိတိတအားလုံးပြုလုပ်ရမယ်ကန်ကောင်းစီမဲ့ရေတရား နော်ဒီတလားတို့နဲ့လက်ကီကနန်လေးတွေအချိုးပေးလက်ကီကာလာလေးတို့ခုချင်းပြပြပေးသွားမှာပါနော်အဲ့တော့ဒီတလားအတွင်းမှာတောင်ကြာသားသမီးတွေအထုကန်ကောင်းစေမဲ့လက်ကီအဆောင်လေးကတော့တန်လျာကလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်အဲ့တော့တန်လျာကဘယ်လိုမျိုးဆောင်လို့ရလဲနော်ဝါနဲ့ပြုတ်လုပ်တဲ့တန်လျာကလေးဝါလေးတွေကိုတန်လျာကလေးပေါ့နော်တန်လျာပုံလေးဝါတန်လျာပုံလေးပြုတ်လို့ရပြုတ်လို့လို့ရတယ်ပေါ့နော်တစ်သားတန်လျာပုံနော်တစ်သားနဲ့လုပ်တဲ့တန်လျာပုံဝါနဲ့ပြုတ်လုပ်တဲ့တန်လျာကလေး နော်ကိုပါကိုလည်းပြုလုပ်လို့ရတယ်တချို့ဆိုဖျားဆောင်တန်းတွေမှာပြုလုပ်လို့ရတယ်လက်သမားလေးတွေဗမှုဆရာလေးအပ်ပြီးတော့ဆောင်ထားလို့ရတယ်တသက်လုံးဆောင်ရမယ့်ဟာလေးပေါ့နော်အများနဲ့ဆောင်ထားလို့ရတယ်ဒါဒီတစ်လအတွင်းမှာမဟုတ်တသက်လုံးဆောင်ထားလည်းရတယ်ပေါ့နော်အဲ့တော့ကိုကဝါသုံးမဟုတ်တစ်သားနဲ့လုပ်တဲ့တန်လေးကကလေးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်တန်လေးကိုជីជីလေးပဲလှုပ်လှုပ်ဟိုမှာကိုအဆောင်လေးပဲလှုပ်လှုပ်ဟိုအိမ်မှာဆောင်ထားခြင်းလေဆိုជីជីဆောင်ထားခန္ဓာကိုယ်မှာဆောင်တော့တစ်တစ်လေးပေါ့နော်ဆောင်အဲ့တော့ရွှေဟိုပေါ့နော်ဒီတောက်ကြသားသမီးကရွှေလုံးမယ်ဆိုရင်တော့မှပဲဒီတန်လေးပုံလေးနော်ဒါဆွဲသီးလေးတွေလှုပ်ပြီးတော့ ဆောင်ထားလဲရဝတ်ထားလဲရတာပေါ့နော်ဒီလိုမျိုးအဆောင်လေးဆောင်ထားပေးရမှာဖြစ်ပါတယ်ဂျယ်ရီယာအနေနဲ့ကတော့ယိုသုံးမျိုးရွှေနွေချမ်းနှင်းစီပန်းလေးတွေကတ်လုပ်ပြီးလိုရာဆူတောင်းပေးရမှာပါအဲ့တော့တောက်ကြအသားသမီးတွေကအိမ်တွင်းရေးအေးချမ်းကျင်တဲ့စီးပွားတက်ရှင်တဲ့လက်လာပါတွေဝင်ကျင်တဲ့အိမ်မှာဆက်ဆက်ရအဆင်ပြေကျင်တဲ့အောင်မြင်မှုတွေရရှိတဲ့အိမ်ကြီးရဲ့တတရရရှိကျင်တဲ့ဆိုရင်မိမိတို့ရဲ့အိမ်အဝင်မှာပေါ့နော်အမြင့်တနေရာပေါ်မှာတန်လျာကလေးတွေထိုးထားပေးတန်လျာကလေးထောင်ထားပေးကိုယ့်ရဲ့အဲကန်းထဲမှာတန်လျာကလေးတင်ထားပေးနောက်ပြီးတော့မိမိရဲ့ မမီရဲ့ပေါ့နော်ဒါအကန်းနံရံပေါ်မှာနံရံလေးမှာတန်လေးကလေးထိုးထားပေးတာမျိုးပြုလုပ်ပါအဲ့ဒါဆိုရင်ကိုအိမ်မှာအိမ်နွေးရေးအေးချမ်းမဲတာယာမဲစီးပွားတက်မဲလက်လာပါတွေဝင်မဲတတရရရှိပြီးတော့တာယာပြောင်းရှင်မှုတွေရရှိလာနိုင်မယ်ရေတရာကတော့ရိုးသုံးမျိုးရနွေးချမ်းနော်နှင်းစီပန်းလေးတွေကတ်လုပ်ပြီးလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ် နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒါအရှမ်းဝယ်လုပ်ငန်းလုပ်နေသူတွေခီးသွွာလာနေတဲ့သူတွေကားဆွမ်းနေတဲ့သူတွေပွဲရုံပွဲစားလုပ်ငန်းလုပ်နေသူတွေကိုယ့်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ခီးသွွာလာတဲ့နေရာမှာတန်လျက်တန်လျက်ကလေးဆောင်ပြီးတော့ခီးသွွာနော်အန်ဒဲကင်းကုံတော်လေးရွတ်ပြီးခီးထွက်အဆင်ပြေလိမ့်မယ်အရှမ်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေက ။တန်လျက်ကလေးဆောင်ပြီးတော့အယောင်းဝယ်စကားတွေပြောပြီးလက်ပွင့်လန်တို့ခါရလေးရွှေ့ပြီးတော့အယောင်းဝယ်လုပ်ပြီးမကြခင်အယောင်းဝယ်တွေကောင်းလာလိမ့်မယ်။ကိုယ့်ရဲ့လုပ်ငန်းဆွဲမှာတန်လျက်ကလေးတင်ထားပေးနော်။အဲ့တော့ဒီကားဆွဲနေတဲ့ကားမောင်းနေတဲ့သူတွေကားလုပ်ငန်းအစီအပြန်ကိုယ့်ရဲ့အိတ်ကတ်ထဲမှာတန်လျက်ကလေးထွက်ပြီးတော့ကားဆွဲကားမောင်းတာမျိုးကိုယ့်ရဲ့အဲကားခေါင်မိုးသုံးဖို့ကားကောင်းထဲမှာတန်လျက်ကလေးစိုက်ပြီးတော့ကားဆွဲကားမောင်းတာမျိုးပြုလုပ်ခြင်းဖြင့်အရေးအအဆင်ပြေမယ်။ခိုင်းနေပို့ပြီးဝင်ဝေတို့မယ်ကားလုပ်ငန်းတွေအောင်မြင်လာလိမ့်မယ်နော်။ ဒါထက်မိမိတို့နေနဲ့ဆိုင်ငန်းဈေးကန်စတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ်ဘာဆိုင်မဲရောင်ကိုယ်ဆိုင်မှာဈေးရောင်ကောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်အားတက်ခြင်းနဲ့ဆိုင်မှာပေါ့နော်ဒါမြေမြရောင်ခြင်းပစ္စည်းတွေရောင်ထွက်ခြင်းနဲ့ဆိုရင်ဆိုင်ရဲ့အဝင်ဝမှာတန်လဲခလေးတွေထားထားပေးဆိုင်ရဲ့ကောင်းတာပေါ်မှာတန်လဲခလေးတင်ထားပေးရောင်ခြင်းနဲ့ပစ္စည်းတွေကြားမှာတန်လဲခလေးထားထားပေးပေါ့အဲ့တော့ဆိုင်မှာဆိုရင်တော့နည်းနည်းကြီးကြီးလေးစောင့်ထားပေါ့နော်တေသားတို့မဟုတ်ဝါးနဲ့ပြုတ်တဲ့တန်လဲခလေးခန္ဓာကိုယ်မှာစောင့်တဲ့တက်တက်လေးတွေစောင့်ထားပြီးတော့ရောင်ဝယ်စကားတွေပြောပေးလိုက်ရောင်အောင်ကောင်းလိမ့်မယ်အဆင်ပြေမယ်ခိုင်းတဲ့ဝင်ဝင်တွေတို့မယ်ရောင်အောင် က်မယ်လူဝင်လူထွက်တွေများလာလိမ့်မယ်နော်နောက်ထပ်ငွေကြေးကန်ကောင်းခြင်းနဲ့ငွေမြေးငွေမြဲခြင်းနဲ့လက်ရှင်ခြင်းနဲ့ဆိုမိမိရဲ့ပတ်ဆိုင်တွေမှာတန်တဲ့အသေးလေးဆောင်ပြီးတော့မိုးလင်းနာနဲ့ပတ်ဆိုင်လေးပုတ်ပြီးတော့ငွေဝင်စေငွေမြဲစေလက်ရှင်ပါစေဆိုပြီးပုတ်ပေးလိုက်နော်တန်းနိုးလက်ပွင့်ကုံတော်လေးတွေများများရွတ်ပေးလိုက်နော်အုံမ6ခေါက်တို့29ခေါက်တို့ရွတ်ပေးလိုက်ငွေကြေးကန်ကောင်းလိမ့်မယ်အဆင်ပြေမယ်ငွေမြဲလာလိမ့်မယ်နော်နောက်ထပ်ကျဲမိုင်ညက်နေတဲ့ဆေးတို့ဆေးတောက်လုံးတွေကျဲမိုင်ကြီးကြီးမားမားပေါ့နော်အညာခိုက်တွေမကြောက်ရောက်ချင်ဘူးဆိုရင်တန်လျက်ခလေးတွေလှူလှူပေးတာမျိုး ိမိရဲ့ခေါင်းကြီးမှာတန်လျှင်ကလေးထားထားပေးတာမျိုးတန်လျှင်ကလေးတွေလှူပေးတာမျိုးပြုလုပ်ပေးပါနော်နောက်ပြီးတော့ဒီရေဒီယာအနေနဲ့ကတော့ရိုးသုံးမျိုးရနွေးချန်နှေးစီပန်းလေးတွေကတ်လို့ပြီးလိုရာဆူတောင်းမှာမမြင့်မွေးနံတောင်းမှာလှူလို့ရတယ်အိမ်ဖျက်မှာလှူပြီးတော့လိုရာဆူတောင်းမှာကြီးကြီးမားမားယောဂါဆိုညနေမကြောက်နိုင်ပါဘူးเนาะနောက်ထပ်မိမိတို့နေနေအိမ်နွေးအိမ်တော်ရေးခန္ဓာလေးတွေတိုက်ခန့်လေးတွေပေါ်နေတဲ့ကရောက်ကစားဖြစ်နေတဲ့အေးချမ်းချမ်းရှိရှိနေဆိုလင်းမြန်းမြန်းအိတ်တဲ့အိတ်ရအောင်မှာတန်လျက်ကလေးထားထားပြီးအိတ်လိုက်ပါเนาะအသေးသေးလေးပေါ့เนาะအသေးလေးထားပြီးအိတ်လိုက်ပါ ကရောင်းကစားရိများနေတဲ့တိုက်ခတ်နေများနေဆိုလင်းမြောက်ကတပ်ပေါ်မှာတက်လန်ကလေးတင်ထားတဲ့ကြီးကြီးမားမားပြဿနာမတက်ဘူးတန်လေးအသေးလေးဆောင်ပြီးတော့ကိုပြောချင်တဲ့စကားပြောပြီးကိုပြောတဲ့စကားအောင်မြင်နိုင်မယ်နော်ထိုနည်းတူပဲချစ်ချစ်သူဆောင်တဲ့အနေနဲ့ပေါ့နော်မြစ်တာရေးကဏ္ဍလေးတွေအဆင်ပြေဖို့အေးချမ်းဖို့ဆက်သွယ်ပြတ်နေတာကြီးပင်ရဖို့အဆင်မပြေတာကြီးပြေးဖို့အေးချမ်းချမ်းရှိဖို့အတွက်တန်လေးကလေးဆောင်ပြီးတော့စကားပြောပြီးနော်အဲ့တော့ဆက်သွယ်မြင်မြင်ရချင်တဲ့တိုက်ခိုက်တဲ့များနေတဲ့အဆင်ပြေချင်တဲ့သူချစ်သူနူရဲ့တက်ပေါ်မှာတန်လေးကလေးတင်ထားပေးလိုက်ပြဿနာကြီးကြီးမားမားမတက်နိုင်ဘူးအဆင်မပြေတဲ့အရာတွေပြန်ပြီးတော့ပြေပြီးတော့ဆက်သွယ်ပြတ်နေတာကြီးပင်ရလာနိုင်မယ်နော်ဒီအရာလေးကတော့ ါဒီမြစ်တားရေခဏလေးတွေအတွက်เนาะဒါပြုလုပ်လို့ရပါတယ်ဒီအဆောင်လေးရပါတော့ရေတရာအနေနဲ့ကတော့ဒါရိုးသုံးမျိုးရင်းနှွေးချမ်းနှင်းစီပန်းလေးတွေကတ်လုပ်ပြီးလို့ရဆူတောင်းပေးရမှာပါเนาะနောက်ထပ်အလုံးအင်တာဗျူးကိစ္စတွေဆောင်ပွဲကိစ္စတွေရှိတယ်ဆိုရင်အတန်လေးအသေးလေးဆောင်ပြီးအင်တာဗျူးပြီးဆောင်ပွဲဖြစ်ပါအောင်မြင်မှုရရှိလာမှာပါเนาะအဲ့တော့ဒီတလာလုံးအတွက် lucky ခဏလေးတွေပြပြပေးပါမယ်ဒီတလာလုံးအတွက် lucky ခဏလေးတွေကတော့ ခွန်ကနန်း၄ကနန်း၃ကနန်းခွန်၄၃ချိုးပြီး lucky ကနန်းလေးတွေဖြစ်ပါတယ်เนาะအဲ့တော့ lucky color လေးတွေကတော့နက်ပြပွင့်နက်ပြရောင်ရွှေဝါရောင်ရွှေရောင်လေးတွေညီညိုပွင့်ညီညိုရောင်လေးတွေအချိုးပြီး lucky color လေးတွေဖြစ်ပါတယ်เนาะအရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောအကြောင်းအရာတွေအရေးကြီးသောကိစ္စဝဝပြုလို့ပြောဆိုရမှာဝိစဉ်သုံးပြုခြင်းပြကန်စရာပွင့်လန်းစေပါလိမ့်မယ်เนาะအဲ့တော့ဒီတလာလုံးတွေဒါတောက်ကြတာသမီးတွေ lucky အဆောင်ရတွေက color ကနန်းလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်ဒီအဆောင်လေးတွေဒီရတရားလေးတွေပြုလို့ပေးပြီးကန်ကားမှုတွေရှာယူပေးပါဒီနေ့မှစတောက်ကြတာသမီးတိုင်းဆဆရအဆင်ပြေမှုရှိကြ ပါသည်လုံငယ်စီပွားတိုးတက်ပါစေအသက်ရှူတိုင်းနဲ့ဝင်ဝေတွေတိုးပါစေယောဂဗီအန်ဒီဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။